သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဧပြီလ28ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဗမောမှာရှိတဲ့စစ်ကောင်စီတပ်နေရာတချို့ကို KNA ပူးပေါင်းတပ်ကထပ်မံသိမ်းပိုက်မြစ်စုံဒေသနဲ့ဖားကန်လမ်းပိုင်းတိုက်ပွဲဆက်ဖြစ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် ကချင်ပြည်နယ်ဗမော်မြို့နယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဆွဲရနေရာတချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KNA မဟာမိတ်ပူးပေါင်းတပ်များကထပ်မံသိမ်းပိုက်ရရှိခဲ့ပြီးမြစ်ဆုံနဲ့ဖားကန့်ဒေသတွေမှာလည်းတိုက်ပွဲဆက်ဖြစ်နေတယ်လို့စစ်ရေးသတင်းအရင်းမြစ်ကပြောပါတယ်။ဗမော်မြို့သိမ်းစစ်ဆင်ရေးကိုဧပြီလ25ရက်နေ့မှာ KNA ပူးပေါင်းတပ်ကပြန်လည်ဆင်နွှဲခဲ့ရမှာမြကြီးနားမြို့နယ်မြစ်ဆုံဒေသဖားကန့်မြို့နယ်ကာမိုင်းနန့်ရလမ်းပိုင်းတို့မှာစစ်ကောင်စီတပ်ကထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲများဖြစ်ပွားနေပါတယ်။ ယမန်နေ့ဧပြီလ29ရက်နေ့ဗမော်မြို့တိုက်ပွဲအတွင်းကိုကိုတို့ရက်ကွက်မှာရှိတဲ့မိရှုဖြစ်စည်းခံရတဲ့ခရီးယံဖះเจ้าအနီးမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကို KIA ပူပေါင်းတပ်ကတိုက်ခိုက်ခဲ့ပြီးကချင်စုရက်ကွက်မှာရှိတဲ့ဖះเจ้าအလကသုံးနေရာတွေမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်နေရာတွေကိုလည်း KIA ပူပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ကချင်စီရီသတင်းအရင်းမြစ်တအုပ်ကအသိပေးထားပါတယ်။ရင်းနဲ့ပတ်သက်ပြီးအခြား KIA သတင်းအရင်းမြစ်တအုပ်ကလည်းဟုတ်တယ်သူတို့ KIA ပူပေါင်းတပ်ကတနင်္ဂနွေနေ့မနေ့ကပေါ့ စစ်မျက်နှာ၃ခုကနေဝင်တိုက်တဲ့အချိန်မှာဒီအဖွဲ့မီးရှို့ခံရတဲ့ဖះเจ้าမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေရောပါတယ်အကုန်လုံးကိုခြေမုံလိုက်ပြီပေါ့အဲ့ဒီလိုတည်င်းရတယ်လို့ပြောပါတယ် KIA ပူပေါင်းတပ်ဟာဗမော်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့လက်ကျန်စခန်းများကိုနေရာပေါင်းစုံမှာဝင်တိုက်နေခြင်းဖြစ်တယ်လို့ပြောပါတယ် KIA သတင်းပြန်ကြားရေးဌာနရဲ့ April 28ရက်သတင်းဖော်ပြချက်မှာ KIA ပူပေါင်းတပ်ဖွဲ့ဝင်များဟာ April 25ရက်နေ့မှာပမော်မြို့မှာကျန်ရှိနေတဲ့စစ်ကောင်စီတပ်စခန်းများကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီဘက်ကလေကြောင်းလက်နက်ကြီးများနဲ့အပြင်းထန်ခုခံတိုက်ခိုက်နေတယ်လို့အသိပေးထားပြီးအသေးစိတ်မဖော်ပြထားပါဘူး။ဒါပြင်ဧပြီလ28ရက်နေ့နနက်ပိုင်းမှာ KIA တပ်မဟာတပ်နေမီဂွေထော်နဲ့တံဖဲဘက်ကိုစစ်ကောင်စီတပ်စီရေလှရှလာတဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIA ကအသိပေးထားပါဗျ တန်ဖဲကြီးရွာအနီးမြစ်စုံဒေသကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်ဧပြီလ29ရက်နေ့နနက်9:00နာရီခွဲမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်တိုက်ဆုံမှုရှိပြီးပြန်လည်ဆုတ်ခွာသွားကြောင်းကချင်စီရေးသတင်းအင်းမြစ်တူကအသိပေးထားပါတယ် ဒါအပြင် KNA သတင်းပြန်ကြားရေးဌာနရဲ့ဖော်ပြချက်မှာ KNA တက်မဟာကူဖားကန့်ဒေတာဥရုဒေတာမှာရှိတဲ့တရင်26နဲ့တရင်44နယ်မြေများမှာဧပြီလ22ရက်နေ့မှာစပြီးစစ်ကောင်စီတပ်နဲ့ SNL ပြည်သူ့စစ်တပ်ဖွဲ့ကမြေပြင်ထိုးစစ်တာမကလေကြောင်းနဲ့ပါနေ့စဉ်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲပြင်းထန်နေတယ်လို့သိရှိရပါတယ်။ဖားကန့်ဘက်တမခန့်အထက်ဖားကန့်မရောက်ခင်ဒီနေရာမှာလည်းစစ်ဖြစ်နေကြတယ်။ပြီးရင်လဝဖားကန့်နေမြေကြီးရွာဘက်မှာလည်းစစ်ဖြစ်နေကြတယ်လို့ကချင်စီရေးသတင်းအရင်းမြစ်ကဖားကန့်ဒေသစီရေးအခြေအနေကိုပြောပါတယ်။ KIA တရင်လေးလေးဘက်မှာဧပြီလ29ရက်နေ့နံနက်ပိုင်းမှာတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီကတိုက်ပွဲနေရာကိုလေကြောင်းပစ်ကူပေးခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနကဖော်ပြပါတယ်။ဒါအပြင်ကာမိုင်းဖြူဟာကုန်းမှာလည်းလက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း KIA ကအသိပေးထားပါတယ်။စစ်ကောင်စီတပ်ကမအူပင်ရေကာရာကြီးရွာအနီးဧပြီလ25ရက်နေ့မှာလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ KIA ကဖော်ပြထားပါတယ်။ဒါအပြင်ကာမိုင်းနဲ့နန်ယာကြီးရွာကြားမှာရှိတဲ့ရေကာတာရွာအနီးစစ်ကောင်စီတပ်အင်အားအလုံးအင်းစစ်ကြောင်းထိုးလာခဲ့တဲ့အတွက်တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ မဥပင်ရေကာရာအနီဧပြီလ24ရက်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်အထိနာပြီးယနေ့တိုက်ပွဲမှာလည်းအထိနာတဲ့အတွက်စစ်ကောင်စီတပ်တွေပြန်လည်ဆုတ်ခွာသွားတယ်လို့ဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့မင်းလာမှာအင်အား80နဲ့စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်သားအလောင်း10လောင်းလက်နက်17လက်နဲ့ခင်ရံများသိမ်းဆည်းရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းမင်းလာမြို့နယ်မှာအင်အား80နဲ့စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်သားအလောင်း10လောင်းလက်နက်17လက်နဲ့ခင်ရံများသိမ်းဆည်းရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်တီသားမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ ဧပြီလ29ရက်နေ့နနက်9:10မိနစ်အချိန်မှာအင်အား80ပါစစ်ကြောင်းကမင်းလာမြို့နယ်စာချောင်ကြီးရွာအတွင်းကိုရောက်ရှိလာကြောင်းအဲ့ဒီနောက်ဧပြီလ29ရက်နေ့နနက်9:30မိနစ်အချိန်မှာငမိုးရိပ်ကြေးရွာမှဇရစ်မြောင်ကြေးရွာဘက်ကိုစစ်ကြောင်းထိုးလာစဉ်ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘျူဟာ22ပူပေါင်းမဟာမိတ်စစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲမှာနှစ်နာရီခွဲခန့်ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းစစ်တပ်ကတိုက်လေရင်နှစ်စီးနဲ့လေကြောင်းပစ်ကူပေးခဲ့ပြီးတိုက်ပွဲအတွင်းစစ်သားအလောင်း10လောင်းလက်နက်ငယ်10လက်နဲ့60မမလက်နက်တလက်ခဲယမ်းများနဲ့စစ်အုံဆောင်ပစ္စည်းများရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါစစ်စင်ရေးတိုက်ပွဲအတွင်းဘီဝါ20နှစ်မှတရင်3031 3831 3832 3833နဲ့3833တရင်များ ACDF အရှိုးချင်း Defense Force အပါအဝင်ဒေသကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုံပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့မြကြီးနားလေရင်ခွင်အနီးလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မြကြီးနားလေရင်ခွင်အနီးလက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့ကြောင်းမြကြီးနားမြို့မှာဒေသပြည်သူတချို့ကပြောဆိုပါရယ်။ယနေ့ဧပြီလ28ရက်နေ့နနက်8နာရီဝန်းကျင်အချိန်မှာမြကြီးနားလေရင်ခွင်အနီးလက်နက်ကြီးတချို့ကြားရောက်ပောက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းအဲ့ဒီပောက်ကွဲမှုကြောင့်လူထိခိုက်မှုမရှိဟုသိရပြီးမြည်သည့်အဖွဲ့ကပြစ်ခတ်သူကိုမသိရှိရကြောင်းဒေသပြည်သူတချို့ကပြောပါတယ် မြကြီးနားလေရင်ခွင်းနားကစိုက်တချို့တော့ပိတ်ကုန်တယ်ဘယ်ကပြစ်တာလဲမသိဘူးလက်နက်ကြီးပောက်ကွဲတံတွေကြားရတယ်အထီးကိုက်တော့မကြားမိသေးဘူးလက်နက်ကြီးပောက်ကွဲတာတော့ဟုတ်တယ်လို့မြကြီးနားမျိုးမှဒေသပြည်သူတူကပြောဆိုပါတယ်ဧပြီလ25ရက်နေ့ည7:00နာရီခွဲကျော်အချိန်မှာလဲမြကြီးနားမျိုးမှရှိတဲ့စစ်ကောင်စီရဲ့မြောက်ပိုင်းတိုင်းစစ်တနာချုပ်ကလက်နက်ကြီးများနဲ့ရန်တံပစ်ခတ်ခဲ့ရမှာစစ်တပ်လက်အောက်ခံ NCM ဝန်ထမ်းများနေထိုင်တဲ့မလိခအင်ယာအတွင်းကိုလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့ကြောင်း အဆိုပါပောက်ကွဲမှုကြောင့်လူတအူးသေဆုံးပြီးဝန်ထမ်းအင်အားအဆောက်အအုံများလက်နက်ကြီးစားထိမှန်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့မင်းအွန်လိုင်းအပါအဝင်စစ်ဗိုလ်ချုပ်များဝန်ကြီးများစစ်တပ်နဲ့ဆက်နွယ်တဲ့လူပုဂ္ဂိုလ်106ဦးနဲ့အဖွဲ့အစည်း22ခုကိုဥရောပတမက္ကကဒဏ်ခတ်ပိတ်ဆို့အရေးယူမှု2026ခုနှစ်ဧပြီလအထိထပ်မံတက်တန်းတိုးမြင့်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ စစ်အာဏာသိမ်းမှုနဲ့ပြည်သူလူထုကိုတပ်ဖြတ်မှုများကြောင့်မင်းအောင်လိုင်းအပါအဝင်စစ်ဗိုလ်ချုပ်များဝင်ကြီးများစစ်တပ်နဲ့ဆက်နွယ်တဲ့လူပုဂ္ဂိုလ်106ဦးနဲ့အဖွဲ့အစည်း22ခုကိုတန်ခတ်ပိတ်ဆို့ရေးယူထားမှုကိုဥရောပသမဂ္ဂ EU က2026ခုနှစ်ဧပြီလအထိတက်တန်းတိုးမြှင့်လိုက်ကြောင်း EU ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။စစ်အာဏာသိမ်းပြီးနောက်2022ခုနှစ်ကတည်းကချမှတ်ထားတဲ့ EU ရဲ့အရေးယူပိတ်ဆို့မှုကိုနှစ်စဉ်တက်တန်းတိုးလာခဲ့ရမှာယခု2025ခုနှစ်ဧပြီလအတွင်းမှာထပ်မံတက်တန်းတိုးမြှင့်လိုက်ကြောင်း တန်ခတ်ပိတ်ဆို့အရေးယူမှုမှာ2026ခုနှစ်ဧပြီလအထိတက်တန်းတိုးမြင့်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဥရောပတမကကအရေးယူထားတဲ့သူများထဲမှာမင်းအောင်လှိုင်စစ်ကောင်စီအဖွဲ့ဝင်များဝင်ကြီးများဒုဝင်ကြီးများတရားရေးရာအဖွဲ့ဝင်များမြန်မာစစ်တပ်ရဲ့ကြီးရေးလေးမှပိုချုပ်များစစ်တပ်ကိုထောက်ခံတဲ့ခရိုနီစီးပွားရေးသမားများရွေးကောက်ပွဲကော်မရှင်အဖွဲ့များရန်ကုန်တိုင်းအတွင်းမှာစစ်တပ်နဲ့ဆက်နွယ်တဲ့နိုင်ငံရေးသမားများနဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်များအွန်လိုင်းငွေလိမ်ဂိုင်းနဲ့ဆက်နွယ်သူများပါဝင်ကြောင်းသိရှိရပါတယ်။ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ရေးယူထားတဲ့အဖွဲ့အစည်း22ခုမှာစစ်ကောင်စီစစ်တပ်ပိုင်ကုမ္ပဏီများနိုင်ငံပိုင်နဲ့စစ်တပ်ထိန်းချုပ်ထားတဲ့ပုဂ္ဂလိကကုမ္ပဏီများကာကွယ်ရေးဝန်ကြီးဌာနမြန်မာစစ်တပ်ရဲ့ကြီးရည်လီတက်များနေကြားဆောင်ရဲများပါဝင်ကြောင်းသိရှိရပါတယ်။ဥရောပတမကရဲ့ဒဏ်ခတ်ပိတ်ဆို့ရေးယူမှုမှာခီးတွာလာခွင့်ပိတ်ပင်ခြင်း ိုင်ဆိုင်မှုများကိုချိတ်ပိတ်ခြင်းစီးပွားရေးကုလူဆက်သွယ်ပေါင်းစည်းခွင့်များကိုပိတ်ပင်ခြင်းလက်နက်တင်ပို့ရောင်းချမှုပိတ်ပင်ခြင်းအပါအဝင်စီးပွားရေးနဲ့စည်ရေးဆိုင်ရာပိတ်ပင်ခြင်းများဗီဇာပိတ်ခြင်းများငွေကြေးဆိုင်ရာပိတ်ပင်ခြင်းများပါဝင်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ဖိလစ်ပိုင်အထက်စစ်စခန်းအနီးရှိအငင်းပွားတန်နာကြောက်တန်းကိုတရုတ်ကတိမ့်ပိုက်ဟုကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပေကျင်းနိုင်ငံပိုင်မီဒီယာရဲ့အဆိုအရတရုတ်ကမ်းခြေဆောင်တပ်ဖွဲ့ဟာဖိလစ်ပိုင်နိုင်ငံရဲ့အထက်စစ်စခန်းတစ်ခုအနီးကအငင်းပွားတန်တာကြောက်တန်းတစ်ခုကိုတင်ပိုက်လိုက်တယ်လို့ဆိုပါတယ် အဲ့ဒီဖြစ်ရဲ့ကြောင့်မနီလာနဲ့ကာလာရှေးကြပိုင်တဲ့နေမြေတင်းမာမှုမှာနောက်တစ်ခုထပ်တိုးလာခဲ့ပါတယ်။တောင်တရုတ်ပင်လယ်အတွင်းနေမြေအလုံးနီးပါးကိုသူတို့အချုပ်ချာအာဏာပိုင်ဆိုင်တယ်လို့ဘေကျင်းကပြောဆိုထားပါတယ်။ဒေတာရဲအခြားနိုင်ငံများရဲ့ညှင်းဆို့ပြောကြားချက်တွေနဲ့နိုင်ငံတကာခုံရုံးဆုံးဖြတ်ချက်ဖြစ်တဲ့ဘေကျင်းရဲ့ပိုင်ဆိုင်ကြောင်းပြောဆိုရည်တိကျက်ဟာမြည်သည့်ဥပဒေအခြေခံများမရှိဆိုတာကိုလည်းဂရုမစိုက်ပယ်ချထားပါတယ်။အငင်းပွားရေပြင်အတွင်းတရုတ်နဲ့ဖိလစ်ပိုင်တို့လာပေါင်းများစွာပဋိပက္ခဖြစ်ပွားနေခဲ့ကြပါတယ်။ မနီလာကလောလောဆယ်မှာအမေရိကန်နိုင်ငံနဲ့ပူးရဲစီရီလေ့ကျင့်မှုတွေအကြီးအကျယ်ပြုလုပ်နေပြီးပေကျင်းကတော့တာဟာဒေတာတွေမတိမငြိမ်ဖြစ်အောင်လုပ်တာလို့ပြောပါတယ်။တရုတ်ကမ်းခြေဆောင်တပ်ဖွဲ့ဟာဆန်ဒီကေးလို့တည်ကြတဲ့တီရရှန်တန်းနာကြောက်တန်းကိုရေချောင်းထင်းချုံမှုပြုတ်လုလိုက်ပြီးလို့နိုင်ငံပိုင်တရုတ်အတန်လွင့်ဌာန CCTV ကစနေနေ့ကထုတ်လွှင့်သွားပါတယ်။ဒီသိငယ်တဲ့တောင်ကောင်ဟာ Spreadly ကျွန်းစုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးတီတူးကျွန်းအနီးရှိကပါကစားကျွန်းလို့လည်းခေါ်ပြီး Philippines စစ်စခန်းရှိတဲ့နေရာလည်းဖြစ်ပါတယ်။ ကန်းကြည်ဆောင်တပ်ပွဲဟာတန်နာကြောက်တန်းအပေါ်အချုပ်ချာအာဏာနဲ့စီရင်ပိုင်ခွင့်ကိုကျစ်သုံးရန်အတွက်စန်ဒီကေးကျွန်းပေါ်ဆင့်သက်ခဲ့တယ်လို့ CCTV ကကြေညာသွားပါတယ်။ဖိလစ်ပိုင်ဘက်မှတရားမဝင်လို့ရက်များနဲ့ဆက်လင်းတဲ့အထောက်ထားများဗီဒီယိုရိုက်ကူးခဲ့ကြောင်းနဲ့စစ်စင်ရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်းသတင်းမှာဖော်ပြထားပါတယ်။အနောက်ရောင်ဝစ်ဆန်ဝစ်စစ်သားတွေလူနေထိုင်ခြင်းမရှိတဲ့တန်နာကြောက်တန်းပေါ်မှာရက်နေတဲ့ပုံနဲ့အနီးကရေပြင်မှာလဲအနောက်ရောင်လေမုတ်သွင်းလှေငယ်တစ်စင်းရေထဲမှာမြုပ်ချီပေါ်ကြီးဖြစ်နေတဲ့ဓာတ်ပုံကိုအတန်လွင့်ဌာနကထုတ်လွှင့်သွားခဲ့ပါတယ်။ နောက်တစ်ပုံမှာတော့ကန်ဂျီဆောင်တပ်ဖွဲ့ဝင်၄ဦးတန်နာကြောက်တန်းရဲ့အဖြူရောင်မျက်နှာပြင်ပေါ်မှာနိုင်ငံတော်အလံနဲ့အတူရက်နေပြီးဒါကို CCTV ကအချုပ်ချာအာဏာအတွက်ဂရိကဝတ်ပြုခြင်းလို့ဖော်ပြသွားပါတယ်။ကန်ဂျီဆောင်တပ်ဖွဲ့ဝင်တွေဟာတန်နာကြောက်တန်းပေါ်မှာကြံရစ်ခဲ့တဲ့ပလတ်စတစ်ရေဘူးများတစ်သားတုပ်ချောင်းများအခြားပစ္စည်းများနဲ့အမိုက်များကိုရှင်းလင်းခဲ့တယ်လို့နိုင်ငံပိုင်အတန်လွင့်ဌာနကထုတ်လွှင့်သွားပါတယ်။တရုတ်ကန်ဂျီဆောင်တပ်ဖွဲ့ဟာအလံလွှင့်ပြီးပြန်လည်ထွက်ခွာသွားတယ်လို့အမည်ဖော်မပြထားတဲ့ဖိလစ်ပိုင်ရေချောင်းအရာရှိများကပြောကြောင်း Financial Times သတင်းစာကြီးကရေးသားထားပါတယ်။ တန်နာကြောက်တန်းကိုတရုတ်ကအမြဲတမ်းသိမ့်ပိုက်တာနဲ့ကျွန်းပေါ်မှာအဆောက်အုံတွေဆောက်လုပ်တဲ့မြည်သည့်လက္ခဏာမှမတွေ့ရသေးပါဘူး။တောင်တရုတ်ပင်လယ်အတွင်းအငင်းပွားနေတဲ့ကျွန်းတွေပေါ်မှာကေယစနစ်ပျက်စီးစေတဲ့အရာတွေပြုတ်လုခဲ့ကြတယ်လို့မကြသေးမီလတွေအတွင်းပေကျင်းနဲ့မနီလာကအပြန့်အလန့်အပြစ်ဖို့ခဲ့ကြပါတယ်။ပေကျင်းရဲ့ကျွန်းမြေဖို့မြေယာစေယူခြင်းစီမံကိန်းတွေဟာဒေသတွင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုထိခိုက်ပျက်စီးစေတယ်ဆိုတဲ့မနီလာရဲ့ဆွဆွဲချက်ကိုမမှန်ကန်ကြောင်းဖွင့်ချခဲ့တယ်လို့တဘာဝတယင်စာတဝန်ကြီးဌာနကိုကိုးကားပြီးတရုတ်နိုင်ငံပိုင်သတင်းအေဂျင်စီရှင်းဟွာကတောက်ကြနေမှာထုတ်ပြန်ထားပါတယ်။ တီတူကျော်မှာဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေရှိနေပြီးတရုတ်ကျူးကျော်မှုကိုတံပြန်ဖို့အတွက်ဆိုကကမ်းခြေဆောင်တပ်ဖွဲ့စောင့်ကြည့်ရေးအခြေစိုက်စခန်းတစ်ခုကို2023ခုနှစ်မှာစောက်လုပ်ဖွင့်လခဲ့ပါတယ်။ဖိလစ်ပိုင်နဲ့အမေရိကန်စစ်တပ်တွေဟာဘာလီကာဒန်သို့မဟုတ်ပခုံးချင်းရှင်ရွေးလို့အမိပေးထားတဲ့သုံးပတ်ကြာနှစ်စဉ်စီရေးလေ့ကျင့်မှုကိုတနင်္လာနေ့ကပြုလုပ်ခဲ့ကြပါတယ်။ဒီလေ့ကျင့်ရေးမှာလေကြောင်းနဲ့ဒုံးကြီးသွင်းသူပြုလေ့ကျင့်ခြင်းစုပေါင်းအစီအစဉ်တစ်ရက်လည်းပထမဆုံးအနေနဲ့ပါဝင်လာမှာဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့တော်လန်စာရေးဆရာရေးသားထားတဲ့လက်ကုပ် TV ရှုထိုက်ကြမယ်ဆိုတဲ့ဆောင်းပါးကိုတင်ဆက်ပေးမှာဖြစ်ပါတယ် အာနာသိန်းစစ်တပ်မှုတရားမဝင်အစိုးရဖြစ်တဲ့အခါဆန့်ရှင်တွေထိတယ်။နေဆက်ဂိတ်တွေဆုံးရှုံးတယ်။စီးပွားရေးကြီးဘလောက်ပဲဥမော်လာတဲ့ပြောပြောမအားလာမှာစောက်စံတပြားမှမရှိဘူး။မရှိလို့ပတ်စံတွေရိုက်ထုတ်တော့ငွေတန်ဖိုးတွေကျပြီးကုံစိမ်းနှုံတွေကမိုးအထီထောင်တက်လာတယ်။ပြည်သူလူထုခမည်းနေရင်ထောင်ရင်အချောင်မွဲသွားရတယ်မဟုတ်ပါလား။လူတို့ရွေးကောက်မထားတဲ့အဖွဲ့ဆိုတော့ကမ္ဘာပန်တွေကလည်းငွေထုတ်မချီဘူးနိုင်ငံတကာငွေကြေးအဖွဲ့တွေကလည်းဆက်ပြီးမထောက်ပံ့တော့ဘူး ပေးနိုင်ငံကမှလည်းငွေရေးကြေးရေးမချိငှားကြပြန်ဘူးဒီကြတဲ့ American ကပါနိုင်ငံခြားအရန်ငွေ1ဘီလီယံကိုဆွဲစီထားပါသေးတယ်ပူတင်ကိုကမ္ဘာကောင်းဆောင်ကြီးတောမကျွတ်မင်းကြီးဆိုပြီးဘောကိုအသက်ကုန်မခဲ့ပေမဲ့လည်းမအားလာမျှော်မှန်းထားသလိုရေလည်းမလာဘူးမီးလည်းမပေးဘူးရုရှားကလေကြီးတက်တက်တာပေးခဲ့ပါတယ်တရုတ်ကြပြန်တော့လဲတရုတ်နစ်ကူးကိုနိုင်ငံတော်ရုံးပိတ်ရအဖြစ်သတ်မှတ်ပေးရကျေးဇူးရှင်လို့ပြောပြလိုက်ရမပြင်းမကြနဲ့လို့လဲတားရစီးရ လာရှုကိုလည်းအုတ်ချုပ်ခွင့်ကကောင်စစ်ဝင်ယုံဖွင့်ခွင့်ပါပေးထားလိုက်ရာစတာတွေနဲ့ဖားခဲ့ရပေမဲ့လည်းရင်ငုံသင်းမအစုပ်လေးတစ်စင်းပေးတာရခဲ့ပါတယ်။ချင်းငွေမပေးပဲဟိုဟာအတွက်ပေးတယ်လို့ဒီဟာအတွက်ပေးတယ်လို့နဲ့မရင်ငယ်ကိုမုတ်ဘိုးပေးတယ်လို့နည်းနည်းချင်းပေးတဲ့ငွေလေးတွေတော့ရရှိခဲ့ပါတယ်။ဒါကြောင့်အခါခွင့်တင်တော့ငလင်ကိုအကြောင်းပြပြီးပြည်တွင်းရောပြည်ပတွေစီကိုပါအလှငွေပတ်ခံပလိုက်ပါတယ်။ကျက်ငွေဘီလီယံ1000ကျော်ဒေါ်လာတန်းနေရတဲ့တရုတ်ယွမ်1ဘီလီယံတပိတ်ဝင်အိတ်ဝင်ရခဲ့တယ်ဆိုပဲ။ အလူငွေတွေမလာတော့ဘူးဆိုမှဘာပူဟာအကွက်ထက်ရွှေ့လိုက်တယ်။လွန်ခဲ့တဲ့အနှစ်20ကျော်ကနေနေပြည်တော်ကိုတိစောက်ခဲ့ကြတဲ့စောက်လို့ရေးကုမ္ပဏီတွေကိုပြန်လာကြဆိုပြီးထမင်းစာဖိတ်မယ်။ပြန်စောက်ပေးမလားကုမ္ပဏီကိုအဖျက်ခံပြီးပိုင်ဆိုင်တာအသိမ့်ခံမလားမိသားစုလိုက်ထောင်ထဲသွားမလားဆိုတဲ့မိကွန်းကြိုက်ရရွေးခိုင်းပါတော့တယ်။ဒင်းတို့ကိုပြပကိုထွက်ပြေးလို့မရအောင်ပတ်စပို့မန္တမြအကုန်သိမ်းစီတယ်။ဗီဇာမန္တမြတခုမကြံတားမြစ်ထားတယ်။ကျမ်းမာရေးကိုအကြောင်းပြပြီးနန်းနန်ချားကိုစေးတော်ကူးခွင့်တော့မပေးတော့ဘူး။လီရင်ခွင်းနဲ့လာဝကကိုနာမည်စင်းတွေပို့ထားပေးပြီးပြီတဲ့ အခုဆိုဘရွှေရဲ့အရင်အာနာသိမ့်စစ်ဘိုလ်ချုပ်တွေနဲ့သူတို့နဲ့နီးစပ်သူခရိုနီကြီးတွေအားလုံးမျက်ခုံးလှုပ်ကုန်ကြပြီရတရာချီသူကချီပွဲပေသူကပေးပရိစိတ်သူကစိတ်ကျူကျူလှစီနောက်ဖေးပေါက်ကနေဝင်သူကဝင်အောင်ပြေဆုံးစီတွားတွေ့သူကတွားတွေ့ခင်တိရိတက်မော်စီဖုန်းဆက်သူကဆက်နဲ့တိရိတုဒမတိန်ကီတို့ဘက်မှာရွာပြက်ရက်ပြက်ဇရက်ပြက်လို့ဝုံဝုံထနေကြတယ်ဆိုပဲဘလိုပဲဖြစ်ဖြစ်အရင်အာနာသိမ့်တခိုးအဖွဲနဲ့အခုအာနာသိမ့်ဓမြအဖွဲဟာဖက်စစ်စစ်တက်ကကောင်းလေးကြီးပဲ အချင်းချင်းကြိုက်ကြဖဲ့ကြမဲ့ပွဲမှုစောက်ရမ်းမိုက်မှာတော့ကျင်းသေးတယ်။ gain လက်ကုတ် TV ရှုတိုက်ပေးကြရအောင်ပါဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ပါစေခင်ဗျာ။ပါစေ